အားလုံးပဲမင်္ဂလာပါရှင်ရောပဒေတာ channel မှာချိုးဆိုလိုက်ပါတယ်အခုတစ်ခေါက်မှာတော့ဒါလဲလက်ဆောင်ရထားတဲ့စာအုပ်လေးပေါ့နော်အေးရဲ့ရဲ့ပြောခြင်းသည်ဖြစ်၍ဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်ဤစာအုပ်ကိုဖတ်ရှု권ပြုပါရန်သက်ဆိုင်သူများအားလုံးကိုဤနေရာမှာခွင့်တောင်းအပ်ပါတယ်ရှင်ကာလအရာပြောစရာတွေစိတ်တုံးနေတဲ့ကာလရဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုစာအုပ်လေးတွေကိုလည်းနားထောင်ရတာ ကြိုက်နှစ်သက်ကြတယ်ဆိုတဲ့သူများတာဖြစ်တဲ့အတွက်လေလူစားအုပ်လေးတွေရွေးပြီးတော့မှဖက်ပြပေးခြင်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။အေးရဲ့ရဲ့ပျော်ခြင်းသည်ဖြစ်၍အမတ်တရဂျေဇုစကားညမစာကိုချစ်တက်အောင်သင်ကြားပေးခဲ့တဲ့ဆရာဦးကျော်စိုးဦးကွင်းစာကွင်းပိတ်အုံးမန္တလေးဘာသာပြန်စာပေနဲ့ထိတွေ့ပေးခဲ့တဲ့ဆရာတူတာကွင်းစာကွင်းပိတ် The Light of English တားရည်တဲ့စာမူခန့်ညံ့ညံ့လေးတွေကို စပိန်တစည်းနဲ့စာတိုက်ကြီးထိအမြဲပို့ပေးခဲ့တဲ့အဖေထုတ်ဝေးကိစ္စလူအပ်သမျှကိုမငီးမညူဖြည့်ဆည်းပေးခဲ့ရုံမကစိတ်တကြတိုင်းအားပေးဖို့အသင်ရှိခဲ့တဲ့အမေစောက်လေးလှုပ်ဖို့အမြဲတိုက်တွန်းခဲ့တဲ့အခုထိလဲအသေးစိတ်အားတက်တရောကူညီပေးခဲ့တဲ့ကြပြာစရာစောင်းသွေးငယ် အေးရိတ်ကိုမရင်လဲသွားဖို့ရေလောင်းပေါင်းတင်အမြဲဂယူဆိုင်ခဲ့ကြတဲ့အက်ဒမင်များချစ်ခင်စွာဖတ်ရှုပေးခဲ့ကြတဲ့အေးရိတ်ခိုခဲ့သူလေးများအားလုံးကိုဒီစာအုပ်လေးနဲ့အတူမျက်နှူးစွာကျေးဇူးအထူးတင်ရှိရပါတယ်။အေးရိတ်ကိုပြန်ကြည့်ခြင်းယူသားစွာ ပြောရရင်ကျွန်တော်စာမကြီးတတ်ပါဘူး။ကြပြားလဲထိုနီး၎င်းပါပဲ ဖန်တီးမှုတစုံတရာကိစ္စရက်တွေကိုကောင်းသည်ဆိုးသည်ပဲပြောချင်ခဲ့ပြီးမှန်သည်မှားသည်တစိမ့်မကတ်လိုခဲ့သူပါဖတ်သူပေဒံနဲ့ဆွဲတဲ့စိတ်မြင့်ချောင်းတွေတုံ့ပြန်မှုအနာစာတွေကိုလည်းကြည်ကြည်မွေ့မွေ့လေးလက်ခံနားလည်ထားပါတယ်ကျွန်တော်အစာပေါက်စာလေးတွေဟာအသစ်ဆက်ဆက်ဂီတာတစ်လက်နဲ့တူချင်းတူမယ်ကျိုးမညီသေးဘူးအတန်မပီသေးဘူးလက်ကွက်မြန်မြန်ဆာဆာလည်းမတီးတတ်သေးဘူးသို့တော့ ျွန်တော်ဒီအရာလေးတွေကိုယူယူသားသားရင်ပတ်အဖြူလေးနဲ့တီးရယ်ကျွန်တော်တန်စင်မှာစူးကင်းခြင်းနဲ့အစိတ်ရှင်းခြင်းနဲ့ဂန်ဝင်အကောင်းစားတေးတွေမထုတ်လုံနိုင်တော့တန်စင်အရင်လေးတွေကိုအယောင်မပါပဲဆိုခြင်းနဲ့ဒီမပြည့်မစုံမှုလေးရဲ့အလွင်ကိုဖတ်သူစိတ်နှလုံးကညင်ညင်သာသာလေးကြားတဲ့အခါသူတို့လက်ခံကြတယ်လိုက်ညီးကြတယ်အချိန်တန်တော့လဲမိလျော့ကောင်းမိလျော့သွားကြမယ် ဒါသဘာဝပဲမဟုတ်လားဒီထက်ပူပူကဲကဲလဲကျွန်တော်တတိတသက်မမျော်လင့်ထားပါဘူးလူတယောက်ပြီးပြီးကိုတီးခတ်မှုလေးကို အားပေးကြတဲ့အခါပျော်ရွှင်အားတက်ရပေမဲ့ကျွန်တော်အရှိတရားနဲ့လောကဓမ္မရာကို ရောထွေးမပြစ်လိုက်ဖို့လေ့ကျင့်ထားပါတယ်ကျွန်တော်ကတော့ခံယူချက်မကြီးမကျယ်လေးတွေကိုစိတ်တွေမထုံကျင်လာတဲ့အထိတီးဖြစ်နေုံမှာပါ။အော်ဟစ်တီကျွေးမှုတွေမရခဲ့ရင်တော့ တိတ်တိတ်ဆိတ်ဆိတ်လေးနားဆင်ပေးနေကြတာနဲ့တင်ကျွန်တော်တကူစာလေးဟာပြည့်စုံနေပါပြီ။တစ္ဆာနေရဲလို့မဟုတ်ပဲမသေးရဲလို့ဆက်ရှိနေရတာလဲတချို့လူတွေရဲ့ဘဝပါပဲ။လောကဒဏ်ကချကျွေးထားတဲ့ပျော်စရာနည်းနည်းရဲ့အရှိတရားနဲ့မျိုးချရတဲ့ငိုစရာခက်များများရဲ့နေသစ်တွေပြန်ဆအနာအသစ်တွေထက်ရနဲ့လူဖြစ်ရတဲ့အနာဟာတတန်နေရာလုံးမကြက်တော့ဘူး။ တစ်ခုခုကိုရမလို့လို့နဲ့ဘာကိုမှလည်းမရကြဘူးတရွေ့ရွေ့သွားနေပေမဲ့ဘယ်ကိုမှလည်းမရောက်ကြဘူးဒံယာထက်ဒံယာနဲ့အသားကျသွားတာဟာတကယ်ကကြောက်စရာပုံးကွယ်လိုက်ယုံနဲ့မရတော့ရင်ရှာဖွေကြရမှာရှောင်ကွင်းနေုံနဲ့မဖြစ်တော့ရင်ဥတီကြရမှာဒုက္ခစီဒုက္ခမြစ်ဖြာခံရစီဒုက္ခအဆုံးတက်ရစီ ဒုက္ခပြန်မဖြစ်ရာလမ်းကြောင်းတွေစီစိတ်အိမ်နှလုံးသားပေါ်စိုက်ခဲသည်မနှလုံးသားပေါ် ပြန်စိမ့်သွားခဲ့သောပန်းများရှိလေသည်ပန်းလိုလိုပြိုးသည်မဟုတ်ပဲပွင့်စီလိုလိုပေါင်းတင်ခဲ့သူကိုမှာကိုအတွက်မဟုတ်သောပွင့်ချက်လွာကို တကူးတကလည်းမစွတ်ချွေလိုပါအများတကာတွေသဇင်လိုတစ်ခွလိုပင်မြင့်ဆန်တွေမတ်မောနေကြချင်း ယနေ့မပြင်းသောဇွန်သည် ကိုအတွက်တော့လုံလောက်စွာမွေးလာသည်မရိုင်းမရင်သင်းသည်ဆူယုံလေးကြိုင်လိုင်ပုံကလည်းချစ်စရာ ကို့ဇွန်ယုံလေးစီပဇင်းရင်ခွဲလေးတွေပြန်ဝဲမြည်နေပြောက်ရေပြောက်ရနိုင်သလောက်လေးအလေရောက်မြည်ဘာအတုအပမမရောရှက်တော့အရင်လေတန်တန်လေးတိုးဝေးမြည်အပျော်စမ်းချောင်းလေးတစ်စင်းညင်သာယုံစီးစင်းမြည်ကဲတကူးစားရှင်တန်ခြင်းမှာဘာတွေထက်လို့အောင်ပါလဲ မမြဲခြင်းကဲသောကဘာမှာခွဲခွာခြင်းကိုတိမတ်ထားကြမည်လားနှလုံးသားမျက်အောင်ထိနာကျင်ခံစားကြမည်လားရတာလေးနဲ့ရှင်းအောင်နေပြီးရှိတာလေးနဲ့ရောင်ရဲလိုက်ကြမလားအဖြေသည်ကို့အစ္စတမာတာတီလီဤလန်ခွဲတကားပေါက်ထိမပိတ်နိုင်သေးရင်တောင်ခန်းစည်းလေးတော့ကာလိုက်သင့်မီထွက်သွားတဲ့လေကို ပြန်တိုးဝင်လာမလားမှတ်ပြီးညှော်နေသေးရင်တော့ဘယ်ရက်ကိုမျက်နာမူမူမင်းရှင်ဘက်မှအေးမှမဟုတ်ဘူးပြီးခဲ့တာတွေလည်းပြီးပါစေတော့ပေါ့ရှင်တမ်းမှုကိုစီမှာတဦးကိုတဦးဒံရဒံချက်တွေမပေးခဲ့ကြရင်ကြောခန်းရတစ်ဖက်စီမှာတယောက်နဲ့တယောက်အတိတ်ခါတွေမပါခဲ့ကြရင်စုံခဲ့တဲ့ရေဆက်တိုင်းဟာကြည်ကြည်နက်နက်ဖြေသားစရာပါနွန်ပေတွေရေဆေးရင် ကြာပွင့်ပြာတွေဆက်ပွင့်ကြရအောင်အညစ်ပတ်ဆုံးနေရာကတော့အလှပဆုံးပန်းတွေပွင့်နိုင်သေးတာပဲမင်းလဲတကားပေါက်ထိမပိတ်နိုင်သေးရင်တောင် ခန်းစည်းလေးတော့ကာလိုက်သင့်ပြီပေါ့မျက်နှာဖုံးအောက်မှာနာကျင်လျက်နဲ့ရေမောတက်လာတယ်ပြောကျင်လျက်နဲ့စကားတွေကိုမျိုးချလို့ဖြစ်ချင်လျက်နဲ့မေ့ပြစ်လိုက်ရတဲ့အိမ်မက်တွေမိသားစုအတွက် အလုံးအတွက်သတ်မှတ်ထားတဲ့လောကဝိတ္တွေအတွက်တစ်ခုပြီးတစ်ခုပိပိကြလာတဲ့မလုတာမလူးတာဘဝခေါင်းစည်းတွေ အောက်မှာတူတူလေးရေရွတ်မိတယ်။အော်ရင့်ကျက်ခြင်းဆိုတာမီးလူထွက်သွားတော့လူကားဖြောင်းဤပြန်လန်းကို စိတ်ကမမြင်ချေငါကိုငါပဲပြန်ပေးပါဟု တောင်းဤငါကိုငါစီမရောက်သဖြင့်မနဲ့တီဖြူဝါသည့်အနွမ်း တချောက်တော်ကိုတိုက်မိ၏ပင့်ကူမြင်ကိုတိုးမိ၏ဘဝနွန်၌ပျော်မောသည်၏အဖြစ်ကားငါဝကြသည် အလိုလိုရှိ၏ငါတပ်ပုံသည်သွေးထွက်အောင်နာ၏နေရောင်ကားပုတ်အဲ့အဲ့အညူတပ်ပြင်းကိုခင်းကအိပ်ပျော်မီတွေး၏တို့လင်ပင်ကျဲစီကူးခဲ့၏မရောက်သဖြင့်ငိုသောသူကားငါသည် အသက်ပူပါသည်နှင့်မိမိလျော့လျော့ရှိုက်ကြည်တငင် ညင့်သည်ပင်ပိမ့်ပိတ်အောင် အမှောင်ငါကပြိုဤငါကမရငါကခူးသည့်တိုင်ငါစီမရကန္နရတစ်ခုလုံးမြူထား၍ငါကမအေးညီ၍မြည်မြပေး၍ဝစ်ကြွေးကို ရေစေးရမလဲမသိညီ၍ညီမြတွေး၍အချစ်ကြွေးကို ကြည်အေးရမလဲမသိငါဒီကဒုက္ခဒဏ္ဍာယီလူနှစ်ယောက်ရဲ့အချစ် မြစ်ကမြစ်လိုမကောက်မိတဲ့နေမှာငါလဲကမ်းရောင်ဆောင်တောင်ထွန်းမိတာဖြစ်မယ်။ပုံမြင်အစမှာတော့မြစ်ကြောင်ငိမ့်ငိမ့်လေးတို့တောင်မြင်နုနုလေးတို့ပါမှာပေါ့။အချိန်တန်တော့မင်းလဲငါကိုပုတ်တိုက်ဖဲ့ချွေခဲ့သလိုငါလဲမင်းကိုကျင်းမြောင်းတိမ်ကောဖို့လှုပ်ခဲ့မိတယ်။နှစ်ယောက်လုံးဟာမျက်နှာဖုံးတွေကိုနှွေနှောင်းအလွန်မှာစခွာလိုက်ကြတာပဲ။အိမ်မက်စည်းကြောင်မှာတော့ငါကမင်းရင်ခွင်ထဲတူတူဝေဝေ မင်းလဲငါနာနီးချင်းငါနာနီးချင်းလိုက်တာ ဆိုတဲ့အရေးအသားတွေနဲ့တကယ်တကယ်ကြမြေဒူးနဲ့ရေဒူးဟာ အစကတည်းကရန်သူပါ အနီးကပ်ဆုံးသစိမ့်တွေပေါ့အတူရှင်တွဲနေထိုင်ကြလေသည်ဆိုတာသူတို့နှစ်ဘဝအတွက်မိုးရင်းမရောက်ခင်ပဲဖြစ်ပါလိမ့်မယ်ရေစီးရလေးရလာတာနဲ့မင်းပဲမင်းပြင်းတွေ ထောင်လာတော့တာပဲ။တိုင်းလေတွေမြူးလာတာနဲ့မင်းငါကိုစပောက်တော့တယ်။ ငါတပည့်ပဲ့တိုင်းမင်းလှိုင်းတွေပူကြွလာတယ်။ငါကလည်းအနာခံမီးကိုမင်းမဝတဲ့ညစ်ပတ်အောင်ကြွေပစ်တယ်။ငါအသက်ကုန်ရင်မင်းနေရလဲညစ်ညူးရမယ်ဆိုတဲ့တုံ့ပြန်မှုနဲ့ပိတ်ဆို့ပါစေဆိုတဲ့စိတ်နဲ့ဒီတောင်ကိုထွန်းခဲ့တာတော့မဟုတ်ဘူး။ဒါပေမဲ့ပင်ကိုအတွင်းစိတ်မာနမုတ်တုံဟာတို့နှစ်ယောက်လုံးကိုသွေးတိုးဆန်းခဲ့တာပဲ။မိုးပေါက်ကြလေငါမြေတို့တိတ်တဲခိုင်ပါလေ။ မိုးပေါက်ကြလေမင်းရေပြင်ကြီးမားလွှမ်းမိုးလေပေါ့အစကတကူတည်းပဲချင်းသိနှကောင်ပေါင်းမရဘူးမှတ်တာအဆုံးကျတရေသေးလဲငါတို့နှစ်ယောက်နေမဖြစ်ပြန်ဘူးချစ်တယ်ဆိုတာဒဇိန်းနှစ်ယောက်ရဲ့အသီးစိတ်တည်င်ကလွတ်ချိန်ကမ်းမော်ခဏပေါ်လာတဲ့အငူဆွန်းလေးလိုပဲဖြစ်တည်ခြင်းသဘောမှာညံတိန်တလောက်ပြက်ပြဲခြင်းသဘောမှာတော့မုံတီးနေလျက်တောင်တစ်ဖက်ကအနာတရကိုအယတာခံကြည့်နေလိုတာ အချစ်ရဲ့စမ်းကြယ်မှုပဲတစ်ချိန်ကသစ္စာတိုင်းတေးထွက် တွေဟာတစ်ချိန်မှာတရားပါကျင်စာတွေပဲမဟုတ်လားအခုတခါငါရှုံးလဲမင်းဘဝလည်းမဖြူစင်တော့ဘူးဆိုတဲ့စိတ်နဲ့ငါပြန်မယ်နောက်တမူနောက်တနွေမှာမင်းနဲ့မကြေပွဲနှွဲဖို့ပိုကျဲတဲ့တောင်ပြင်ကြီးနဲ့အတူမင်းစီကိုပြန်လာခဲ့အောင်မယ်ညော်လင့်တီစိတ်မဆိုးတတ်တော့တဲ့အဖြူလေးဖြစ်ချင်တယ် နာကျင်မှုကိုတာယာမှုအဖြစ်မမြင်ချင်တော့ဘူးဘဝဟာတိတ်တူလွန်ပါတယ်မလိုအပ်ပဲအပူတွေပြောလွန်ရင် ပြောစရာဟာပါပါသွားတာပဲလေလိုလလိုအတ္တပဲနေမယ်ဘလို့ဖြစ်နေလို့ကိုယ်ကိုချစ်တယ်ဆိုတဲ့ပုံစံတွေထက်ဘလို့ပဲဖြစ်နေနေကိုယ်ကိုချစ်နေမယ်ဆိုတဲ့မေတ္တာမျိုးကိုပဲရကြတယ်ပြောရရင် သူ့မှာကိုယ်ပေါ်စိုးကျင်တဲ့အကြောင်းမရှိပဲ ကိုရှိတဲ့အယောင်အတိုင်းပဲနားလေလက်ခံချစ်ခင်ပေးမယ်ဆိုတာမျိုးပေါ့လူတွေတယောက်ကိုတယောက်ချစ်ခင်ပတ်သက်ကြတယ်ဆိုတာတယောက်ဖြစ်စေခြင်းတို့တယောက်ကတတဝေမသိလိုက်နာနေပါမယ်လို့ဂတိကဝိပြုကြတာမဟုတ်ဘူးချဲ့ကားဖြန့်ကျက်ရမယ့်မေတ္တာကိုချီနှောင်ရွတ်ဖွဲ့ဖို့မလုပ်အပ်ကြဘူးမေတ္တာကိုတိတာပါစေတော့ရေလဲမပြခြင်းမပြုခြင်းဘူးစိတ်နဲ့တည်တယ်ခံစားလို့ရတယ် တဖွဲတနှဲ့မပြောတဲ့စကလုံးတွေကိုရင်ပတ်နဲ့ကြားရတယ်။တခုတ်တရမပြတဲ့အမှုရာတွေကိုနှလုံးသားနဲ့မြင်ရတယ်။ဒါဆိုကို့အတွက်တော့လုံလောက်ပါပြီ။ကြည်လဲကျင်နေပြီ။ဒီလိုမြတ်တာမျိုးဟာပိုကြည်စင်တန့်ရှင်းတယ်လို့လဲယုံကြည်ပြီ။ကို့အရှိအတိုင်းပဲချစ်စေခြင်းတလို့သူ့အရှိအတိုင်းပဲချစ်ချင်မိရဲ့။သူ့စီကတိတာလွန်ခဲ့တဲ့ပေါ်ပြမှုမျိုးကို ကို့မမျော်ကိုသလို့ ကိုစီကမန်းတတိုင်တက်ပြတဲ့တချိန်ချိန်တလင်းလင်းဆက်ဖြဲဖြဲရောင်ပြန်မျိုးကိုလည်းမပေးလိုဘူးအများစုထင်နေကြတဲ့တချို့သောဂယုဆိုင်ခြင်းကောင်းစေခြင်းနေကြခြင်းတွေဟာတကယ်တကယ်ကြမလိုလားအပ်တဲ့ချုံနှောင်ဆွက်ဖက်ခြင်းတွေလည်းဖြစ်နေတတ်တယ်နှလုံးသားပေါ်အလိုအလေးတုံးတွေတယောက်နဲ့တယောက်တင်နေမိကြတာလည်းဖြစ်ကောင်းဖြစ်နိုင်သေးတယ်တစ်ခါတစ်ခါကြာရင် တွေးမိတယ်မြတ်တာတရားကိုနှစ်ဦးနှစ်ဖက် အလျားအနံညီအောင်ဘလို့ရေးဆွဲမလဲဆွဲပြီးသားမြစ်တာကိုဘလောက်ခီးဝေးဝေးထိတဲပိုးသွားကြမလဲပေါ့တေးကြတာတခုကတော့လူခန္ဓာရေဟာကြောပိုးအိတ်ခတ်သေးသေးနဲ့တူတာမို့ခီးဝေးသွားခြင်းနဲ့သူတွေဟာမလိုအပ်တဲ့အရာတော်တော်များများကိုတော့ခြံထားတက်ခဲ့ဖို့လိုပါလိမ့်မယ်ညရဘဝဟာရေတစ်ခွက်ဆိုရင်တော့ ကိုထပ်ဖြည့်ခြင်းတဲ့အရာက ရောင်ရဲတက်တဲ့စိတ်ဖြစ်ပြီးရှံကြခြင်းတဲ့အရာကမေတ္တာတရားပါ။အဝေးကြီးကလာရောက်မှလာတာမဟုတ်ပါဘူး။ကိုရင်ထဲတာတဲ့ကြဲလေးတွေလည်းကျင်းနဲ့ကျဉ်းထူးတတ်တဲ့စိတ်နဲ့ဆို တကူစားတော့လင်းပါတယ်။အများကြီးတော့မျော်လင့်မထားတာအမှန်ပါ။မနှက်ပြန်ဆိုတာတွေကမတီမြဲတတ်ဘူးလေ။ကြောင်လဲတဲ့အရာတွေကိုအလိုက်တဲ့လက်ခံ ပြိုလဲတဲ့သဘောတွေကိုအပြုံးမပြတ်စောင့်ကြည့် ညှွယ်တက်တဲ့နှောင်ကြိုးတွေကို ဖြည်းဖြည်းချင်းဖြည့်လျှော့ရင်လောကဒဏ်အရိုက်ခတ်တွေကိုတတိရိုးဒဏ်လေးနဲ့ပြန်ပြန်မတ်နေရတယ်။နေချိန်မှာအတ္တကင်းကင်းနဲ့ကြိုးကြိုးစားစားပွင့်ဝေခဲ့ဖို့တေချိန်မှာရနက်တင်းတင်းနဲ့ရိုးရိုးသားသားလွင့်ကြွေခဲ့ဖို့အသွာစိတ်လက်နက်ခဲရမ်းနဲ့မှမဟုတ်ဘဲ ပုတ်ဝင်းကျင်ကတက်လိုက်တဲ့လူတွေအများကြီးပဲသားသမင်ကိုတေစေတော့ရဲလို့မရည်ရွယ်ရင်တောင်ဝိုင်းတော၆တဲ့အတန်တွေကြောင့်၆ချားတုံလှုပ်ကြရတယ်စိုးထိတ်လမ်းပြောက်ကြရတယ်ရိုင်နဲ့သွားတဲ့ခြေလမ်းတွေဖြူဖြော့သွားတဲ့နှလုံးသားတွေနောက်တစ်ခေါက်ထပ်မကြိုးစားရဲတော့တဲ့ဖန်တီးမှုအစ်အစ်အစ်တွေအတန်ကြောင့်ကြာခဲ့တဲ့မျက်ရည်တွေချစီကြည့်ရင်တမိုင်းမှာအိုင်ထွန်းနေအောင်များလွန်းလာပြီး မီးတကောင်နဲ့တာဖာနှစ်ယောက်ဟာ မိုးတခါလင်းတိုင်းလူအလွှာဆုံးမှာ version အမျိုးမျိုးနဲ့ဝေတော့လဲဝေလို့ကျွေးတော့လဲကျွေးလို့ဖူးရင်ပွင့်ရင်တောင်အပွင့်အကြီးအသေးမညီလို့အနာဒရရချိန်မှာနွယ်မြက်တစ်တပင် မဖြစ်ကြရင်နေပါစေဝါကူထိုးတဲ့ဝလုံးတွေတော့ကိုကစပြီးမဖြစ်ကြစို့နဲ့လားကိုချင်းမဆာနာတတ်ခြင်းဟာ စိတ်ကိုမှုန်းတဲ့ဓာပဲလူစုလူဝေးဖြစ်လာတဲ့အခါပါဇက်တွေက လူသက်တက်ကြရတယ်။မငယ်တော့တဲ့အခါတခုခုဆို ပုံကြီးချက်ခံစားဖို့ထက်မြ мян မေးပြဖို့ပဲစူးစမ်းမိလာတယ်။အဝတ်အစားအပြင်အဆင်အနေထိုင်ပဲဖြစ်ဖြစ် လူထင်ကြီးခံရဖို့ထက် ကို့အတွက်တက်တောင်တက်တာရှိဖို့ပဲပိုရွေးချယ်ဖြစ်လာတယ်။ပွဲလန်းသဘင်တွေတိတ်မသွားဖြစ်တော့ဘူး။ကိုအိမ်ကိုရာကိုနေရာလေးမှာပဲအေးအေးဆေးဆေးပူနေချင်လာတယ်။လိုချင်တာတစ်ခုလောက်ရပြီးရင် ဒုက္ခတွေတလေကြီးလာတတ်သေးကြောင်းအိုတိလာတယ်။သိချစ်ပါတယ်ပြောပြီးအနေတန်းသွားတဲ့ဆက်ဆံရေးတွေကိုလည်းပုံမြင်တတ်လာတယ်။လူချင်းသာအမျိုးတော်ပြီးပတ်စံချင်းသစိမ့်လိုနေတဲ့ဆွေမျိုးတွေရှေ့မှာသာကောင်းပြပြီးနောက်ွယ်ကြဒုက္ခပေးတတ်တဲ့တငယ်ချင်းတချို့တလေတွေကိုလည်းခွဲခြားနားလည်လာတယ်။ကိုရှိအကြွားအဝါတွေတွေ့ရင်လူမှုရေးအဖြစ်တောင်စကားထောက်မပေးချင်တော့သလို့ ိုကိုတိုင်မကြွားမဝါမိအောင်လဲအရင်တုန်းကထက်ပိုသတိထားဖြစ်လာတယ်။ဟန်ဆောင်ပန်ဆောင်မလူချင်တော့ဘူး။မနိုင်ဝင်တွေ ဆိုလဲမထမ်းချင်တော့ဘူး။ရှင်းရှင်းပြောရရင်ငယ်တော့တဲ့အခါဘသူအတွက်နဲ့မှ ကိုဘဝကို မပူလောင်ချင်တော့ဘူး။မေတ္တာလာရောင်လန်းကိုပြီးအောင်ခင်းလိုက်တယ်။လက်ပြလေးလဲမလာချင်လို့တော့မဟုတ်တော့ဘူး။လုံခြုံလို့တိုးဝင်ခဲ့ရင်တောင်သူရွေးချယ်ရအရဟာ ပန်းရုံလေးပဲဖြစ်ပါစေ။ဧကစာစကားနဲ့လှမ်းတို့ရင် စိတ်ကိုပါထုံစေသလား။လေးတိုက်လို့မရင်နာတော့လူတိုက်တော့ရင်ခဲ့ရ။အမြိုက်တရားနောက် မလိုက်နိုင်ပေမဲ့အများတရားနောက်တော့လိုက်ခဲ့ရ။အဲ့ဒီမိုးခါရီထဲငါဘနခွက်လူလူချင်းချင်းခတ်တော့ပြီးပြီလေ။ဖြစ်နိုင်ရင်ပုံမြင်အေးအေးလေးကြာရင်အယိုးသားဆုံးပဲပြုံးခဲ့ခြင်းသူပါ။ ရလက်ဆိုတာအနိုင်ရှုံးတာဖြစ်ပြီး အမှန်အမှားမဟုတ်မှန်းနားလည်လာတဲ့အခါတန်ကြီးမတက်ခင်အတိညာန်ကိုရင့်တန်ခွင့်ရချင်လာတယ်။ငါရက်တက်နေခဲ့ပါရစေ။စီစင်းလူသူတွေစောင့်မနေပဲစီစင်းသွားကြပါ။ပျော်ချင်သည်ဖြစ်၍ဘလောက်နေရမလဲမသိတဲ့လက်ကြံနေရလေးတွေမှာဘသူ့ကိုမှ စိတ်မဆိုးပဲနေခြင်းနဲ့ တရက်ချင်းစီကိုတံမိုးထားတက်ပြီးကျုံရွှင်ရေမောနေနိုင်ဖို့အရေးကြီးတယ်။စိတ်ဆိုးနေလို့လဲကဘာကြီးကပြောင်းလဲသွားမှာမဟုတ်ဘူး။ကိုဖြစ်စေခြင်းတလို့ဖြစ်မလာပဲလေလူတချို့ဟာဒီတိုင်းဆက်ရှိနေမှာပဲ။စိတ်ဆိုးရစိတ်ညစ်ရဒေါသဖြစ်ရမကြေနပ်ရခံပြင်းတိမ်ငယ်ရနဲ့ပြီးတော့မှာကိုမဟုတ်ဘူး။ဒီအတွက်တစ်ခုလိုခြင်းတစ်ခုပေးဆိုတဲ့အတိုင်းပြိုင်မငင်းဖို့ကိုကိုကိုသူများနဲ့ရှင်မတွေးဖို့အတိမတ် ပြုခံခြင်းနဲ့စိတ်ကိုလျှော့ဖို့အရင်လုပ်ရမယ်။နိုင်ထက်စီးနှင်းပြုမှုပြောဆိုခံရရင်ပြေလျာပြေလေချောင်း ဖြည့်ရှင်းမယ်။အရေးနိုင်ကောင်းလဲနိုင်မယ်။ဒါပေမဲ့အဲ့လိုအခင်းကြီးငယ်ကြုံပြီးရင် စိတ်အဖူအထစ်ကိုတေးမှတ်သိမ်းစီပြီးအိမ်အထိပြန်တယ်မလာဖို့လုပ်ရမယ်။လူဆိုမှတော့မသိမချင်းပေးတာကို ပြန်လိုချင်မိနေအောင်ပါပဲ။ပေးတာထက်ပိုမလိုချင်မိအောင်ပဲရှေ့လျှောက်လေ့ကျင့်ယူရမှာ။သတိထားနေမယ်။ လမ်းများများရှောက်ဖြစ်အောင်လုပ်မယ် sleep cycle ပြတ်နေတာကိုပြန်တည့်ယူရမယ်အဓိကကြာကြာ strap မပြီးဘူးသူများအကြောင်းတွေ the reset jack လို့ speculation တွေထုတ်ကိုကိုမလိုအပ်တဲ့နေရာတွေဝင်ညိစိတ်အင်အားလူအင်အားတွေပြုံးတီးပျော်ဝင် မနေဖို့လိုရင်းပဲစာလေးတစ်ပိုက်ထဲမှာတော့ဆိုတယ်အလိုမများတဲ့သူဟာချမ်းသာတယ် ခွန့်လွတ်တဲ့သူဟာငိမ့်ချမ်းနဲ့စုပ်ကင်မထားတဲ့သူဟာပော့ပါတယ်အခိုက်အတန့်လေးတိုင်းမှာ နေနိုင်သူဟာရှင်သန်တယ်တဲ့အချိန်တန်ရင်ယောဂါတစ်ခုရောက်လာပြီး နာကျင်ဆင်းရဲကြအောင်မဲ့အတူတူ သူများအပူတွေပုံမယူပဲအခုအချိန်လေးတွေတော့ညံနဲ့ရှင်ပြီးကြော်အောင်နေအောင်မယ်ညိတ်တချို့ခံစားချက်တွေကတင်ယူလို့မရဘူးဘဝကိုရှင်သန်နေထိုင်ရင်းနဲ့ပဲနားလေသွားရတာ လင်းနေသူ မရှိခြင်းတွင်နဲ့အသားကျပြီးတဲ့နောက်ဘေးရာကိုမှ လက်ကမ်းမကြိုခြင်းတော့လာလိုကလာပြန်လိုကပြန်ဘဝရဲ့ကြုံဆုံလာသည်မအရာခက်သိမ်းတိုင်းကိုနှလုံးသားနဲ့ထမ်းပိုးမှုလည်းမလုပ်လို့နှုတ်ဖျားနဲ့ညီးတွားခြင်းလည်းမပြုလို့ကိုယ့်ဘက်ကဖက်တွယ်စုပ်ကင်ထားလို့မှ အသက်ဆက်နိုင်တဲ့ဆက်ဆံရေးမျိုးတွေအတွက်လက်အံသေးစပြုလာသလို့ နည်းနည်းလေးမင်းမိတ်တာနဲ့ပြိုလဲသွားမဲ့ဘဝလမ်းတွေအတွက်လဲညီးငွေ့ညောင်းညာစပြူလာပြန်တယ်။ဒါဟာလောကဓာတ်ရဲ့အထုအထောင်းကို ခံနိုင်ရည်မရှိတော့တာမဟုတ်ဘူး။မလိုအပ်ပဲပင်မနေတဲ့ပတ်သက်ဖြစ်တည်မှုတချို့ကို ဖြေလျှော့ဆေးကြောလိုတဲ့သဘောပဲ။မြစ်တာပေးမယ်မရရင်ဥပိ္ပခာဆောင်မယ်။အသက်ရှင်ခြင်းအမှုပညာမှာ အသက်ဝဝရှူခြင်းနဲ့ကိုယ့်ရဲ့ဖြစ်တည်မှုအချို့မှာ သေးသေးနှုတ်နှုတ်ရှင်တန်ရစီအောင်ပော့ပော့ပါပါပဲပြုံးကြည့်ခြင်းသေးတယ်ဟုတ်ကဲ့ပါရှင်စောက်လေးကိုဒီမှာပဲခတာခဏရန်လာလိုက်ပြစေနော်နားစင်အားပေးကြသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင် ကျမ်းမာပြီးကင်းကြပါစေ thank you